Global Media ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်။ဒီနေ့နိုဝင်ဘာလ3ရက်နေ့ည8နာရီသတင်းများကို တင်ဆက်ပေးသွားတော့မှာပါ။ဟေးဝရင်နဲ့အစိုးပြတစဉ်လက်မှတ်ထိုးအကျဉ်းလင်မယားမြောက်ချင်းမိုးသေးကြီးမဲကြီးရွာတဲ့အတိတ်နမိတ်ကြောင့်အခုလိုလူပြောများနေတဲ့ပရိသတ်မြောင်အစိုးရချယ်ရီသင်းနဲ့ချစ်သူတွေဖြစ်ခဲ့မှုကြောင့်သတင်းတွေထွက်လာတဲ့လူပြိုကြီးမင်းသားခန့်စီသူဂုံပကသနမပါဝင်နွမ်းပါတဲ့မုံဘိုးငွေလေးတွေနဲ့အခုလိုကထိန်ခင်းခဲ့တဲ့ပင်လောင်းမျိုးကရင်သွေးလေးတွေရဲ့အလူစတဲ့သတင်းတွေပဲဖြစ်ပါရဲ့ရှင်။ ရော်ချယ်ရီသည်နဲ့ချစ်သူတွေဖြစ်ခဲ့မှုကြောင့်တရင်ထွက်လာတဲ့လူမျိုးချင်းမင်းသားခန့်စီသူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ပြီးခဲ့တဲ့တရင်ကြောတစောင်းတိုင်းကလာမှာချယ်ရီသည်ကသူမရဲ့ချစ်သူဟောင်းတယောက်ကိုတွားရောက်ကြတော့ခဲ့တဲ့အကြောင်းဓာတ်ပုံနဲ့တကွာတင်ခဲ့ပါတယ်။ဒီနေရာမှာတရင်ပရိသတ်တွေကစိတ်ဝင်စားသွားပြီးတော့လမ်းခွဲထားတဲ့ age ကိုပြန်ကြတော့တယ်ဆိုတာကရှားပါတယ်။ချယ်ရီသည်ကသူမမှာချစ်သူဟောင်းတွေအများကြီးရှိခဲ့တဲ့ထေကဒီတယောက်ကတော့သူမဘဝအတွက်အရန်ထူးခြားပါတယ်လို့ဆိုတာပါ။ဒါကြောင့်လေလူတွေကချယ်ရီသည်ရဲ့ယူဇာကခန့်စီသူလို့ထင်ကြပြီး ပေးကြပါရယ်ချယ်ရီသင်းဆိုတာကတော့ခွင့်လွှတ်ပေးဖို့တောင်းပန်ခြင်းဆိုတဲ့သချင်းနဲ့အောင်မြင်လာတဲ့အဆိုတော်ပါချယ်ရီသင်းဟာပေါ့ပေါ့ပါပါလောလောလတ်နေတတ်တယ်လို့စစ်သူရေးသားတွေလည်းမကြခဏထားတတ်တဲ့ official ချပြတတ်တဲ့သူဖြစ်ပါရယ်အခုတော့ချစ်သူဟောင်းကိုကြော့နေတာပါအရင်ချစ်သူဟောင်းကသူမကိုကားတစီပေးသုံးခဲ့တယ် ဒီတော့သူမမလိမ္မာတဲ့အခါမှာအတွေ့အကြုံမရှိလို့လိုအပ်တာတွေရှိတဲ့အခါတိုင်းမှာလည်းအဖေတယောက်လိုအကိုတယောက်လိုစုဆုံးမတတ်တယ်လို့ဆိုပါတယ်။သူမကဒီချစ်သူဟောင်းကိုအကိုတယောက်လိုရောချစ်သူတယောက်လိုပါသဘောထားခဲ့ရကြောင်းရင်ဖွင့်ခဲ့ရပါ။ဒါကြောင့်လေလမ်းခွဲသွားကြတာအကြပီဖြစ်ပေမဲ့သူ့ရဲ့ကျေးဇူးတရားတွေစုဆုံးမမှုတွေကြောင့်အခုလိုမျိုးမြမရိုးရမင်္ဂလာအခါတမရမှာတလေးတစားနဲ့ပြန်လည်လာရောက်ကြတော့တာဖြစ်ကြောင်းရှင်းပြထားပါတယ်။နောက်ပြီးတော့အရန်ချစ်စရာကောင်းတဲ့အချက်တစ်ချက်ကသူမကဖြစ်နိုင်ရင်ကိုကသူ့ကိုကားတစ်စီးလောက် ပြန်လက်ဆောင်ပေးခြင်းပေမဲ့အခုတော့ကိုယ်မှမတတ်နိုင်သေးလို့ပစိုးတစ်ထည်နဲ့ပဲကြောခဲ့ရတယ်ဆိုပြီးရိုးရိုးသားသားပုံမှန်လင်းလင်းနဲ့ဝန်ခံထားပါသေးရဲ့အရင် post မှာ cherry thing ကအရင် asia မျက်နှာကိုစတေကာနဲ့ဖုံးထားခဲ့ပါတယ်။ဒီနေရာမှာပဲပြည်သက်တွေကစတင်ပြီးတော့စုံစမ်းထောက်လန်းကြပါတော့တယ်။ cherry thing ရဲ့ကျေးဇူးရှင်သူ့ကိုကားပေးသုံးနိုင်လောက်အောင်ချမ်းသာတဲ့သူ့ကိုအကိုကြီးတယောက်လိုဆုံးမပေးနိုင်တဲ့ဒီချစ်သူဟောင်းကဘယ်သူလဲ။ဒီမိကွန်းရဲ့အဖြစ်မှာပဲထင်ကြီးပေးမှုတွေအားလုံးကတယောက်တည်းစီကိုဥတီသွားပါတယ်။ အဲ့ဒါကတော့တခြားသူမဟုတ်ပါဘူးမြန်မာနိုင်ငံရဲ့ထိတ်တန်းလူပြိုကြီးမင်းသားခန့်စီသူပါ။ဘာကြောင့်ပရိသတ်တွေကခန့်စီသူကိုတထစ်ချထင်စေပေးနေကြတာလဲဆိုတော့ချယ်ရီသင်းကိုကားတစ်စီးပေးသုံးနိုင်လောက်တဲ့ဒီချမ်းသာလို့ဖြစ်ပါတယ်။ခန့်စီသူဟာမြန်မာနိုင်ငံရဲ့ထိတ်တန်းမင်းသားတယောက်ဖြစ်ခဲ့တဲ့လို့စီးပွားရေးလုပ်ငန်းရှင်တယောက်လည်းဖြစ်တာအကြောင်းဒီလောက်ကတော့အသာလေးတတ်နိုင်နေဆိုတာအားလုံးလည်းသိပါတယ်။ ဒါအပြင်ခန်းစီသူကအသက်ရွယ်အဖြစ်ရောအမှုပညာအတွေ့အကြုံအရာရောချယ်ရီတင်အတွက်အကိုကြီးတယောက်လိုဆရာတယောက်လိုဆုံးမပေးနိုင်တဲ့ပုံစံမျိုးနဲ့ကွက်တီကန့်ညီနေပါတယ်။အမှုပညာလောကတွေကအတွင်းသတင်းတွေအရာလဲသူတို့နှစ်ယောက်ဟာအပြင်မှာတော်တော်လေးရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့ဘူးတယ်လို့ဆိုကြတာပါ။ဒီအချက်တွေအားလုံးကိုပေါင်းစပ်လိုက်တဲ့အခါမှာတော့ပရိသတ်တွေကချယ်ရီတင်ရဲ့ကျေးဇူးရှင် age ကခန်းစီသူပဲဖြစ်ရမယ်လို့တညီတညွတ်ထဲမှတ်ချက်ပေးနေကြတာပါ။တကယ်တော့လမ်းခွဲသွားတဲ့ချစ်သူဟောင်းကိုဒီလိုမျိုးတလေးတစားကျေးဇူးတိသက်စွာနဲ့ကြောတယ်ဆိုတာကတော့ အရန်ချီကျူးစရာကောင်းတဲ့အပြုတ်မူလေးတစ်ခုပါဒါပေမဲ့ပရိသတ်တွေထင်ကြီးပေးကြသလိုဒီဂျေဆုရှင်ဟာတကယ်ပဲလူပြိုကြီးမင်းသားခန့်စီသူဟုတ်မဟုတ်ဆိုတာကတော့ပရိသတ်တို့ဘယ်လိုထင်ပါသလဲချယ်ရီသင်းရဲ့ဂျေဆုရှင်ချစ်သူဟောင်းကတယုံဆောင်ခန့်စီသူဖြစ်နိုင်တယ်လို့ထင်လားသူတို့နှစ်ယောက်ရဲ့အကိုလိုချစ်သူလိုဆက်ဆံရေးပေါ်မှာဘယ်လိုမြင်ကြလဲဆိုတာမှတ်ချက်ပြီးဝင်ရောက်ဆွေးနွေးပေးပါဦးနော်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုဂျေဆုတင်ပါတယ်ရှင် ဟိဝင်းရဲ့နယ်စိုးပြတဲ့စဉ်လက်မှတ်ထိုးအကျဉ်လက်များမြောက်ချိန်မိုးသေးကြီးမဲကြီးရွာတဲ့အတိတ်နမိတ်ကြောင့်အခုလိုလူပြောများနေတဲ့ပရိသတ်များပရိသတ်များအလုံးမဲမိင်္ဂလာပါရှင်အားလုံးရဲ့ပါဇက်ဖြောင်းမှာပြောစရာကောင်းခြင်းတစ်ခုဖြစ်နေတာကမင်းနာဟိဝင်းရဲ့နယ်မင်းသမီးစိုးပြတဲ့စဉ်တို့ရဲ့မင်္ဂလာလက်မှတ်ရေးထိုးပွဲမှာမိုးရွာခဲ့ရကြောင့်အတိတ်နမိတ်မကောင်းမှုဆိုတာပါအထူးသဖြင့်ပွဲရဲ့ခန်းနာကြီးကျယ်မှုထက်သရိုးသမီးရဲ့ဒေါ်လာတန်းချီတန်တဲ့လက်ဝဲရတနာတွေထက် လူတွေပို့ပြီးတော့စိတ်ဝင်စားပြောနေကြတာကအမိုးအကြောင်းမှာဟုတ်ပါရဲ့နိုဝင်ဘာလကြီးမှာတဲတဲမဲမဲရွာချလိုက်တဲ့မိုးကြောင့်ဒီမင်္ဂလာပွဲဟာအတိတ်လားနမိတ်လားဆိုပြီးတော့အငင်းပွားစရာဝေဖန်စရာကိစ္စတစ်ခု ဖြစ်လာခဲ့ပါတယ်ပွဲရဲ့အစီအစဉ်အပြည့်စုံကိုပြန်ကြည့်ရရင်ဟင်းဝင်းရဲ့အစိုးပြတဲ့ဇင်တို့ရဲ့မိသားစုတွေကဒီလက်မှတ်ထိုးပွဲကိုတာမန်ပွဲမျိုးမဟုတ်ဘဲအင်မတန်ခမ်းနားကြီးကျယ်တဲ့အောက်တိုဘာကြီးတစ်ခုဖြစ်နေစီစဉ်ခဲ့ရပါ စိမ့်ဆူနေတဲ့မြက်ခင်းမြင့်ပေါ်မှာပန်းအပြင်းစင်အလှပဆုံးနဲ့ရိုမန်တစ်ဆန်ဆန်ကျင်းပဖို့အတွက်အလုံးကပြင်ဆင်ခဲ့ကြပါရယ်။ဒါပေမဲ့ပွဲကျင်းပရင်းဒီမှာဘယ်သူမှထင်မထားတဲ့အချိန်ကားမဟုတ်မိုးရီကတဲတဲမဲမဲနဲ့ရွာချလိုက်တာပါ။ပွဲအတွက်ပြင်ဆင်ထားတာတွေအလုံးပျက်စီးမလို့ပွဲတောင်ပြတ်တော်မလားထင်မှတ်ခင်ရတဲ့အထိပါ။သူတို့သမီးလေးဆိုပြတဲ့စဉ်ဆိုရင်စိတ်ပူလုံးလုံးပွဲမတိုင်ခင်တညာလုံးမအိတ်နိုင်မင်းနဲ့မိုးတိတ်ပါစေပွဲလေးအဆင်ပြေပါစေဆိုပြီးတော့တစ္ဆာဆိုခဲ့ရတယ်လို့တောင်းသတင်းတွေထွက်လာခဲ့ပါဗျ။ သူတို့ရဲ့သစ္စာတရားကြောင့်ပဲလားတော့မသိပါဘူး။မိုးကလုံးဝမတိတ်ခဲ့ပေမဲ့သူတို့ဇုံတွေကဒီအခြေအနေကိုအခွင့်အရေးတစ်ခုဖြစ်နေပြောင်းလဲဖြစ်ခဲ့ပါတယ်။မြမရိုးရာပတိန်အထီးလေးတွေကို အားလုံးဆောင်းပြီးတော့မိုးဆက်တွေကြားထဲမှာပဲရိုမန်တစ်ဆန်စွာနဲ့လက်မှတ်ရေးထိုးဖို့ကိုအောင်မြင်စွာကျင်းပခဲ့ပါတယ်။မိုးရိပ်ဇက်တွေကြားရဲမှာဒေါ်လာတန်းချီတန်းနဲ့နီလာနဲ့စိန်ယတနာတွေဝစ်စင်ထားတဲ့သတို့သမီးလေးရဲ့အလှတရားကတကယ်ကိုထူးခြားပြီးတော့တစ္ဆာရှိရှိလှပနေကြရပါဘူး ပွဲပြီးသွားတာနဲ့ဆိုရှယ်မီဒီယာပေါ်မှာအတန်းနှစ်တန်းထွက်လာပါတယ်။ပထမအတန်းကတော့အရန်ရိုမတစ်ဆန်နဲ့ထူးခြားတယ်ဆိုတဲ့ချီချိုးတန်နေပေါ့။ဒုတိယအတန်းကတော့ဝိုင်းရဲ့မြန်မာလူကြီးပဲအတွေ့အကြုံရှိတဲ့သူတွေရဲ့စိုးရိမ်တန်းမှာသူတို့ကမင်္ဂလာပွဲမှာမိုးရွာတာအတိတ်မကောင်းမှုနမိတ်မကောင်းမှုဆိုတဲ့ရှေးအယူဆတွေကိုပြန်လဲဖော်ထုတ်လာကြပါတယ်။ ကမန်နေမှာဆိုရင်ငါမင်္ဂလာဆောင်တော့ကလည်းမိုးရွာတယ်။နောက်ဆုံးတော့ क्वे သွားတာပဲ။မင်္ဂလာဆောင်မှာမိုးရွာရင်အိမ်ထောင်ကြီးအေးဆက်တက်တယ်ဆိုပြီးတော့ကိုတွေ့တွေကိုဝင်ရင်းနေကြတာတွေ့ရပါတယ်။ပို့ပြီးတော့ခိုင်မာစေမဲ့ဥပမာတစ်ခုကိုပရိသတ်တွေကထောက်ပြလာတာကတော့ဝါရင်မင်းသမီးကြီးဆုံးမြတ်သူစားပေါ့။ပရိသတ်တွေပြောကြတာကအမကြီးဆိုးမင်္ဂလာဆောင်တော့ကလည်းမိုးတွေအရန်ရွာခဲ့အောင် နောက်ဆုံးအိမ်တော်ရင်မမြဲခဲ့ဘူးလေဆိုပြီးတော့ဒီမိုးကိစ္စကိုအိမ်တော်ရင်မမြဲခြင်းရဲ့ရှေ့ပြေးနမိတ်တစ်ခုဖြစ်နေကောက်ချက်ဆွဲနေကြပါတယ်။ဒါဆိုရင်ဟိဝင်ရဲ့လူစုံတွေကရောဒီလိုပဲဖြစ်လာနိုင်မလား။အဲ့ဒီပုံမှာခင်မိတဲ့တွေးခေါ်သူတွေကပြန်လဲခြေပါကြပါတယ်။ဒါကအတိတ်နမိတ်လုံးဝမဟုတ်ဘူး။ရာသီဥတုဖောက်ပြန်နေတာမုန်တိုင်းငယ်ရှိနေလို့ရွာတာဘာသာရေးနဲ့အတိတ်နဲ့လာမတွဲသင့်ဘူးလို့လဲဆိုပါတယ်။မိုးရွာပြီးမင်္ဂလာဆောင်သွားကြတဲ့ဇုံတွေတွေအခုချိန်ထိပျော်ရွှင်စွာပေါင်းသင်းနေကြတာအများကြီးပဲ။ ဒီလိုကိစ္စတွေမှာအယူမသိသင့်ဘူးဆိုပြီးတော့အခိုင်အမာတုံ့ပြန်နေကြပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့အားလုံးတင်းမှာအကောင်းဆုံးတုံ့ပြန်လိုက်တာကတော့သရိုသာဟင်းဝင်ရဲ့ဖခင်စိုးပြည့်သင်းရဲ့ရောက်ခမဖြစ်သူဦးဝင်းကိုပါသူကတော့မီဒီယာတွေကိုဒါကမင်္ဂလာမိုးမိုးရွာတာဟာမကောင်းတဲ့နမိတ်မဟုတ်ဘူးပူလောင်မှုတွေကိုညှိစေတဲ့အေဂျင့်နဲ့အတိတ်နမိတ်မင်္ဂလာရှိတဲ့လက္ခဏာလို့ပြပြတသားဖြေကြားသွားပါတယ် ဟုတ်ကဲ့ပါပြည်သက်ကြီးတို့ရောဘယ်လိုမျိုးမြင်ကြပါသလဲမင်္ဂလာပွဲမှာမိုးရွာတာကအရှိလူကြီးတွေဆိုသလိုမကောင်းတဲ့နမိတ်လားဒါမှမဟုတ်ရောက်ကမဖြစ်သူဦးဝင်းကိုပြောသလိုအေဂျင်ကြီးရဲ့လက္ခဏာကောင်းတစ်ခုလားဒါမှမဟုတ်ဒါတွေအလုံးဟာအယူသီးမှုတွေရာသီဥတုသက်သက်ပဲလားမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပြီးဝင်ရောက်ဆွေးနွေးပြပါဦးနော်ဘလိုပဲဖြစ်ဖြစ်ထူးခြားစွာလှပခဲ့တဲ့ဒီစုံတွေလေးကတော့နောက်ရင်းမှရှိရှိပေါင်းဖက်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် ကုန်းပကာသနမပါပဲနွမ်းပါတဲ့အမုံပိုးငွေလေးတွေနဲ့အခုလောကထိန်ခင်းခဲ့တဲ့ပင်လောင်းမျိုးကရင်သွေးလေးတွေရဲ့အလို့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မြင်ရသူကြားရတဲ့သူတိုင်းကိုရင်ထဲမှာအေးချမ်းပြီးတော့ကြည်နူးမှုအပြေအဝခံစားရစေမယ်။သတင်းကောင်းလေးတစ်ခုရှိပါတယ်။အခုချိန်ဟာမြန်မာတနင်္ဂနွေလုံးမှာကထိန်ရသည်ဒါနရသည်ဖြစ်တာနဲ့အညီနေရာတိုင်းမှာအလို့မင်္ဂလာသံတွေပရိသတ်ပဲလှည့်လည်ပွဲတွေနဲ့စီကားနေတဲ့ချိန်မှာ ဒီလိုအလူတွေထဲမှာမှအခုနောက်ပိုင်းခေတ်စားလာတာကတော့ကျောင်းကတ်ထိန်အလူလေးတွေပါပဲ။ကလေးတွေငငယ်ကလေးကစူပေါင်းညီညွတ်မှုဘေးကမ်းလိုချမ်းမှုဆိုတဲ့ဒါနအသည့်ကိုရရှိစေဖို့ရည်ရွယ်ချင်းပါကြတာကြောင့်အရန်ကိုကောင်းမွန်တဲ့အလေးထားတစ်ခုပါ။ဒါပေမဲ့ပရိသတ်ကြီးတို့လည်းတတိထားမိကြမှာပါ။ဒါပေမဲ့ဆိုတာကရှိလာပါတယ်။အခုနောက်ပိုင်းကျောင်းကတ်ထိန်တွေဟာမူလရည်ရွယ်ချက်ဖြစ်တဲ့စူပေါင်းဒါနဆိုတာထက်ဂုံပကာသနာပြိုင်ပွဲတွေဘက်ကိုနည်းနည်းရှိုင်းသွားတာတွေ့လာရပါတယ်။ကျောင်းကတ်ထိန်ပွဲမှာလှည့်လည်ဖို့အတွက်ဘသူကလေးက ွှေဘလောက်ဝတ်နိုင်တယ်ဘသူကမိတ်ကပ်အကောင်းစားတွေပြင်ဆင်နိုင်တယ်ဘယ်မိဘကပရိသတ်ပဲမောင်ွေဘလောက်ထည့်နိုင်တယ်ဆိုတော့ပြိုင်ပွဲသဘောမျိုးတွေဖြစ်လာပါတယ်ဒါဟာကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့စတင်ခဲ့ပေမဲ့တကယ်တမ်းမတက်နိုင်တဲ့ဆင်းရဲနှွားပါတဲ့အကြောင်းသားမိဘတွေနဲ့ကလေးငယ်တွေအတွက်ကတော့မျက်နှာငယ်စရာစိတ်အားငယ်စရာအခြေအနေတစ်ခုဖြစ်လာစေပါတယ်။ဒီလိုမျိုးကုန်ပကာသနာတွေပြန်ဆန်မှုတွေကြားထဲမှာပဲဒါနာရဲ့အစစ်မှန်အထိပယ်ကိုထင်းထင်းရှားရှားဖော်ပြလိုက်တဲ့အလူလေးတစ်ခုထွက်ပေါ်လာပါတယ်။ ဒါကတော့ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်ထွန်းရွန်းတောင်တူဆိုတဲ့အရွာလေးကမူလာနှင်းចောင်းသားလေးတွေရဲ့ចောင်းကထိန်အလူပုံရည်လေးတွေပါဒီပုံလေးတွေမှာမြင်ရတဲ့ကလေးငယ်လေးတွေဟာမြို့ပေါ်ကကလေးတွေလို့ရွှေတွေအကောင်းစားအဝတ်အစားတွေမိကပ်အပြင်စင်တွေမရှိပါဘူး သူတို့ဟာအင်မတန်ရိုးသားပြီးနွမ်းပါတဲ့မိသားစုတွေကကလေးငယ်လေးတွေပါဒါပေမဲ့သူတို့ရဲ့စိတ်ဓာတ်ကတော့ဘယ်တတိကြီးတွေထက်မဆိုပို့ပြီးတော့ကြွယ်ဝနေခဲ့ပါတယ်သူတို့လေးတွေဟာသူတို့ရဲ့မိဘတွေမုံဘူးပေးလိုက်တဲ့တနေ့စာသုံးဆွဲဖို့ရှာထားတဲ့အမုံဘူးငွေလေးတွေကိုစုဆောင်းထားခဲ့ကြပါတယ်900ကျပ်တန်လေးတွေတစ်ထောင်ကျပ်တန်လေးတွေသူတို့မုံမစားပဲစုထားတဲ့ဒီငွေစက်ကူလေးတွေကိုပရိသတ်ဘေးမှာကိုယ်တိုင်ချိတ်ဆွဲပြီးတော့သူတို့ရဲ့အကြောင်းကထိန်အလူလေးကိုပျော်ရွှင်စွာနဲ့ကျင်းပခဲ့ကြတာပါပဲ သူတို့မှာတံပိုးကြီးတဲ့ရွှေငွေတွေမရှိပေမဲ့သူတို့ရဲ့မျက်နှာပေါ်ကအပြုံးတွေကတော့ရွှေထက်တောင်မှပိုပြီးတော့တောက်ပါနေခဲ့ပါတယ်။သူတို့မှာအကောင်းစားမိတ်ကပ်တွေမရှိပေမဲ့သူတို့ရဲ့စေတနာတရားတရားကအလားပါသောအပြင်းအထန်ဖြစ်လာခဲ့ပါတယ်။ ဒီမြင်ကွင်းဟာအလူဆိုတာငွေကြီးအနေအများဂုံပကာသနာကြီးကျယ်မှုတွေပေါ်မှာမူမတည်ပဲပေးလူတဲ့သူနဲ့စေတနာတန့်စင်မှုအပေါ်မှာပဲမူတည်တယ်ဆိုတာကို သက်သေပြလိုက်တာပါပဲစင်ရံနှပါပေမဲ့စိတ်သက်မစင်ရဲပဲကိုရံရတဲ့မုံဘူးလေးတွေကိုတောင်ဆုပြီးတော့လူတန်းနိုင်ခဲ့တဲ့ဒီပင်လောင်းမျိုးကကလေးငယ်လေးတွေရဲ့အလူကိုမြင်ရတဲ့ပရိသတ်တွေအားလုံးကလည်းတကယ်ကိုကြည်နူးစရာကောင်းလိုက်တော့ ဒါမှအလူစစ်အလူမှန်ဆိုပြီးတော့ချီချူးစကားတွေတာရုခေါ်တန်တွေနဲ့ပြည့်နှံ့နေခဲ့ပါတယ်။ပြည်သက်ကြီးတို့ရောဂုံပကာသနတွေနဲ့ထုတ်ပိုးထားတဲ့အလူတွေကြောင့်မှနွမ်ဘာရဲ့မုံဘုံငွေလေးတွေနဲ့ပြုတ်လောက်ခဲ့တဲ့ဒီကလေးငယ်လေးတွေရဲ့အလူအပေါ်မှာဘလို့ခံစားမိပါသလဲ။ဒီလိုဖြူစင်တန်ရှင်နဲ့အစိတ်ဓာတ်ပန်ရှင်ကလေးငယ်လေးတွေကိုမွေးထုတ်ပေးလိုက်တဲ့မိဘတွေနဲ့ဆရာဆရာမတွေကိုလည်းဒီနေရာကနေလေးစားကုန်ယူမိပါတယ်နော်။ ဒီကလေးငယ်လေးတွေရဲ့အလို့အတွက်အမှတ်ချက်ပေးပြီးတော့တာလူ၃ချိန်ခေါ်ကဆူတောင်းပေးခဲ့ကြပါအောင်ရှင်ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်